ဟဲ့ရိုက်ကြွားပြီဟဲ့ဟဲ့ဒါကကိုရီးယားစိုင်နေမှာဒီထဲမှာထွက်ထွက်ပြေးနေတာကိုခြေကိုတော်တော်နေမရဘူး လုံးဝအက်ကွဲမန်လေးထဲမှာတော့ဘယ်လိုနေလဲမသိဘူးပဲမတော်ဆိုင်ရတော့တတော်ကိုအချင်းကြီးဆိုးပြီးတော့ရှစ်ဖက်ပြမဟုတ်လမ်းလိုက်တာအကွင်ကကိုရီးယားကြောက်အားလန့်အားနဲ့ထွက်ပြေးပါတယ်ဆိုမှဘယ်နှောင်းမှပြေးကြမရှိဘူးဘယ်ဘယ်ပြေးလို့ပြေးရမှမသိဘူးမြကြီးရယ်အဲ့ ပြေးမယ်ဘလို့ခုံစင်းရတော့မှလို့ပြေးရမှလို့လို့နဲ့ဟိုဘက်ကြည့်လိုက်တော့တကအဟောင်းကြီးရပါပြို့ကြတရားအစ်တကတော့ဘာမှမဖြစ်မဖြစ်တော့ဆိုင်မှာစားနေတဲ့ဧည့်သည်ကြီးလည်းအမှမောက်ပြီးတော့နေရတယ်မန်လေးတခြားနေရာကြီးတော့ဘလို့လဲမသိဘူးတရားကြီးကတော့ကြိုးသွားတယ်ဆိုင်မှာဘုရားမှာလည်းဖျားကြီးလည်းဖျားကြီးလည်းတုတ်ကြ မြေကြီးကဘယ်တော့အက်သွားလဲမေးရောမြေကြီးမြေကြီးမြေကြီးဦးရဆိုင်ခန်းထဲမှာရောက်နေတာပြေးရကိုကန်ကောင်းနဲ့ပဲပြောပါမယ် ai về cả một rồi này ai đây này rồi anh em một rồi này thử cây nào cây nào cây nào thử nghe rồi lúc nào nghe luôn này còn ngồi nghe luôn là nghe luôn rồi rồi lúc này nó lúc này là biết luôn nghe nghe này nghe này anh em một rồi này được chưa lúc nào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  tôi lúc này nó à tôi nói lúc này hạ đi cả này lúc này lúc này lúc này Duduk, duduk. စကိုင်းမြို့အနီးဗဟုပြုလုပ်သည့်အင်အားပြင်ငလင်ကြောင့်နေပြည်တော်ရှိကြောက်မြတ်ယတနာပြတိုက်ပြိုကျပျက်စီးနေမှုမြင်တွင်ယနေ့နေ့လယ်၁၀နှစ်နာရီ40မိနစ်ဝန်းကျင်ကလှုပ်ခတ်ခဲ့သည့်ပြင်အား9.8အဆင့်ရှိအင်အားပြင်ငလင်ကြောင့်နိုင်ငံတော်ဝန်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သည်အဆိုပါငလင်ကြောင့်နေပြည်တော်၌လည်းအပျက်စီးများခဲ့ပြီးကြောက်မြတ်ယတနာပြတိုက်ပြိုကျပျက်စီးနေသည့်မြင်တွင်ကိုယခုကဲ့သို့တွေ့ရသည် ယနေ့မွန်လွယ်ပိုင်းပြင်းထန်သောငလင်ကြောင့်စကိုင်းတရအဟောင်းကျူးကြယနေ့မွန်လွယ်ပိုင်း၁၂နာရီ၅၂မိနစ်အချိန်လှုပ်ခတ်ခဲ့သောပြင်းထန်သောငလင်ကြောင့်စကိုင်းတရအဟောင်းကျူးကြသောကြောင့်စကိုင်းဒေသမှပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်ဟုတ်တယ်စကိုင်းတရအဟောင်းကျိုးကြသွားပြီးကျိုးကြတာတော့တေချာပါတယ်ဟုစကိုင်းမပြည်သူတအူးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် စကိုင်းမြို့ကိုဗဟိုပြု၍ပြင်းအားခွနဲ့တတမခွနဲ့အဆင့်ရှိငလင်ကြီးလှုပ်ခတ်ပြီးစကိုင်းတရားအဟောင်းပြူကြအောင်ပန်းတွင်ဟိုတယ်အောင်ပန်းသုံးထပ်တိုက်အလုံးလိုက်ပြူကြမန္တလေးတွင်လည်းတိုက်ပြူကြမှုများရှိနေစကိုင်းမြို့ကိုဗဟိုပြု၍ပြင်းအားခွနဲ့တတမခွနဲ့အဆင့်ရှိငလင်ကြီးလှုပ်ခတ်သွားသည်ဟုအမေရိကန်ငလင်ဌာနကဆစ်ကထုတ်ပြန်ကြေညာလိုက်ပြီး လက်တလောစကိုင်းတရအဟောင်းပြူကျသောကမန္တလေးနှင့်စကိုင်းတွင်အပြည့်စည်းများရှိနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည့်ယနေ့မွန်းလွဲ7နှစ်နာရီ53မိနစ်အချိန်လှုပ်ခတ်သောအဆိုပါငလင်သည်မြန်မာနိုင်ငံစကိုင်းမြို့ကိုဗဟိုပြုပြီးပြင်အား9.8အဆင့်ရှိကြောင်းနိုင်ငံတော်အပြည့်စည်းများစွာရှိနေကြောင်းသိရှိရသည် အောင်မန်းမှာတော့ဟိုတယ်အောင်မန်းသုံးထပ်တိုက်ပြူသွားပြီးအပြက်စီးများတဲ့ကားတွေပြိနေတယ်ဟုအောင်မန်းဒေသပြည်သူတို့ကပြောဆိုသည်လက်တလောသတင်းများအရမန္တလေးတွင်လည်းငလင်ကြောက်တိုက်ပြူကြမှုများရှိနေကြောင်းသိရှိရသည်